နေရာရတွေအတွက်အဆင်သင့်မဖြစ်သေးသည်၍စင်ကာပူမှာပဲနေလိုက်ပါဦး။သင်ဟာစင်ကာပူတယောက်ဖြစ်ပြီးဤစားထားဖို့စိတ်ကူးထားနေတယ်ဆိုရင်ဒီအရာလေးမျိုးကိုသိထားသင့်ပါလေ။တကယ်လို့သင်ဟာဒီအရာလေးမျိုးလက်မခံနိုင်သေးဘူး။ဒါမှမဟုတ်လက်ခံဖို့အဆင်သင့်မဖြစ်သေးဘူးဆိုရင်တော့စင်ကာပူမှာပဲပြောပြောချင်းနေလိုက်ပါဦး။နံပါတ်၁ချက် ပြန်ဖြစ်တဲ့အခါအလျှော်ပေးရမယ်။အမိကြီးစားတွေပဲဖြစ်ဖြစ်အငယ်ချင်းတွေပဲဖြစ်ဖြစ်ဘယ်လိုစက်စာရင်းမှမဆိုဘဝအမြဲတမ်းနိုင်ယူချင်တယ်လို့မရပါဘူး။ဒါကတည်းကတယောက်နဲ့တယောက်စိတ်အခက်မတင်တဲ့အခါမျိုးတွေမှာကိုယ်ကအနိုင်ယူဖို့ထက်အလျှော်ပေးဖို့ကိုကြိုးတွေးထားပါ။ဒီလိုမှမဟုတ်ပဲအမြဲတမ်းအနိုင်ယူချင်နေတယ်ဆိုတော့ဒီအခြေအရာမချခင်မှာပဲ ြိုခွဲသွားမှာဖြစ်လို့စင်ကာပူကလေးမှာပဲနေလိုက်ပါဦးနံပါတ်1သူအားနဲ့ချက်ကိုလက်ခံပေးရမယ်လူတိုင်းမှာအားနဲ့ချက်ကိုစီရှိကြပါတယ်အင်းတို့ညာစချစ်တော့မှာတော့ဒီအရာတွေကိုမြင်ချင်မှမြင်မိမယ်ဒါပေမဲ့ကြာလာလို့တယောက်အကြောင်းတယောက်ဤသွားကြရင်ပဲဖြစ်ဖြစ်သူအားနဲ့ချက်ကိုမြင်ရင်ပဲဖြစ်ဖြစ်သူ့ကိုလက်ခံပေးရပါမယ် ီလိုမှမဟုတ်ဘဲသူအားနဲ့ချက်ပြူကိုအမြဲတမ်းပြစ်တင်ပြီးသူ့ကိုဖိအားပေးနေတယ်ဆိုရင်တော့အင်းတို့နှစ်ယောက်အချင်းများခိုင်မဲမှာမဟုတ်တာကြောင့်အဲ့လိုအဖြစ်အခံချင်ဘူးဆိုရင်စင်ကာပူကမှပဲပြောလိုက်ပါနေလိုက်ပါဦးဘတ်တော့အဲကွဲတတ်တယ်ဆိုတာသိထားရမယ်အင်းချစ်သူဟာအင်းဘွားရဲ့နောက်ဆုံးလူဖြစ်တယ်ဖြစ်မယ်လို့တိတိကျကျုံချင်းနေရင်တော့မားနေပါဘူး တချေတခုမှာဘာအာမခဏချင်မှရှိပါဘူးသူဘက်ကပဲဖြစ်ဖြစ်ကိုဘက်ကပဲဖြစ်ဖြစ်စိတ်ပြောင်းသွားရင်ဘယ်လိုမှဆက်လို့လို့မရတော့ပါဘူးတခါတည်းကိုဘလောက်သူ့ပေါ်ကောင်းကောင်းသူ့ဘလောက်ချစ်ချစ်အချောင်းမျိုးချောင်းအသက်ကွဲတယ်ဆိုတာကိုသိထားရမှာပါဒီလိုအရာတွေတအဆင်သင့်မဖြစ်သေးရင် single ဘဝမှာပဲနေလိုက်ပါဦးနံပါတ်၄ သူရဲ့လွတ်လပ်ခွင့်ကိုလေးစားရတယ်။တချို့ချစ်သူထားတယ်ဆိုတာချစ်သူစိတ်ကြိုက်ပုံတွင်းဖို့စိတ်ကြိုက်ချဲလေပုံလို့ထင်တတ်ကြပါတယ်။ချစ်သူထားတယ်ဆိုတာကိုဒီလိုမျိုးထင်နေသရွဲ့သင်ဟာဘလို့လို့နဲ့ပဲတွေ့တွေ့အစဉ်ပြေမှာမဟုတ်ဘူး။ကြာရှိခံမှလည်းမဟုတ်ပါဘူး။ဒါကြောင့်ချစ်သူထားတယ်ဆိုတာသူ့ကိုလေးစားယုံကြည်နေရပဲလို့သူရဲ့လွတ်လပ်ခွင့်ကိုလေးစားရမှာပါ။အများအားထုတ်ချင်နေမယ်။ ပြပြနေမယ်ဆိုရင်တော့ဒီတော့ချေရဟာကြာခင်မှာပြအဆုံးသတ်မှာဖြစ်တာကြောင့်ဒီအချက်ကိုမလိုက်လာနိုင်သေးရင် single ဘွားမှာပဲနေလိုက်ပါဦးနံပါတ်၅ထုတ်ဖို့ကိုသင်ချုံရမယ်ဖြစ်သူရှိပြီဆိုရင်သူ့ကိုသင်ချုံဖို့စူးစမ်းမယ်အစားကိုကိုကိုအရင်ဆုံးသင်ချုံရပါမယ်ဖြစ်သူကိုအစနောက်ရှက်ဖြစ်စေတဲ့အရာတွေအပြုအမူအပြောအဆိုတွေ အနေအထိုင်တွေကိုထိမ့်ရမှာတော့မယ်။တောင်းတဲ့ပြောက်ရည်ရှိတွေးရမှာအရေးကြီးဆုံးကလေးစားမှုဖြစ်တာကြောင့်จิตုအထင်သေးစိတ်များရာကိုရှောင်ရှားပြီးจิตုရအကြိုက်လေးတွေနဲ့ကိုအကြိုက်လေးတွေကိုညှိနှိုင်းရမှာဖြစ်ပါတယ်။သင်စိတ်ကြရာရာကိုချိုးချယ်လို့မရတော့ပါဘူး။ဒါကြောင့်ဒီအချက်တွေကိုမလိုက်နာနိုင်သေးရင်တော့စင်ကြဘဝမှာပဲနေလိုက်ပါဦး။ကျေးဇူးပါ